င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။တသက်ခိုင်မိသားစုပိုင်အမေရိကန်ဒေါ်လာ158တန်တန်68 resident အင်ယာစီမံကိန်းက NLD အစိုးရကြောင့်စီးပွားပြန်ထိနာခဲ့တယ်လို့ပြောတဲ့အပြင် KBZ ဘဏ်မှာအကျွေးရှိပေမဲ့လည်းပြန်ဆက်နေတာကြောင့်အမတ်လောင်းအဖြစ်ဝင်ပြိုင်ခွင့်ပေးဖို့ကိုမင်းအောင်လိုင်စီကိုအတနာခံစားတင်ထားတယ်လို့တသက်ခိုင်ကပြောပါရယ်။ ပသိမ်ကြီးမြို့နယ်ပြူစောတိကောင်းဆောင်အောင်ခန့်ကိုအချင်းချင်းပြန်လဲပြစ်ခတ်လုကြံမှုကြောင့်သေဆုံးခဲ့ပေမဲ့လည်းလက်သက်တရခန့်ကိုမဖော်ထုတ်နိုင်တာကြောင့်တပ်ဖြတ်သွားသူတွေလွတ်မြောက်နေတဲ့သတင်းအပါအဝင်နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့မှာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်မိသားစုပိုင်းအမေရိကန်ဒေါ်လာ158တန်းတန်68 resident အင်အားစီမံကိန်းအောင် NLD ရဲ့ဆိုရကြောင့်စီးပွားပြက်အထိနာခဲ့တယ်လို့တသက်ခိုင်ကမနေ့ကရန်ကုန်မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုပါရယ်ရန်ကုန်မြို့မှာ68 resident ခေါ် American dollar တန်း185တန်းငွေကျပ်အားနဲ့ဘီလီယံ840တန်းအင်အားစီမံကိန်းကို NLD ရဲ့ဆိုရလက်ထက်မှာစီးပွားရေးတွေဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတဲ့ယူဆချက်နဲ့အကောင့်ထည့်ဖော်ခဲ့တယ်လို့တသက်ခိုင်ကပြောပါရယ်2015ခုနှစ်မှာမြေကြီးရှင်းလင်းခဲ့ပြီး2016ခုနှစ်မှာ NLD အစိုးရရဲ့လက်အောက်ခံရန်ကုန်တိုင်းအစိုးရကအထက်မြင့်တိုက်တာတွေကိုစက်တလပိတ်ခဲ့တာကြောင့်မိသားစုပိုင်းစီးပွားရေးဖြစ်တဲ့68 resident အင်အားစီမံကိန်းမှာအထိနာသွားခဲ့ရတယ်လို့ပြောပါရယ်။ဒါအပြင်2016-2019မှာ US China Trade War ဖြစ်တော့အဲ့ဒီအချိန်မှာဒေါ်လာဈေးကပိုပိုတက်လာတယ်လို့တသက်ခိုင်ကဆိုပါရယ်။ အဲဒီနောက်မှာဒေါ်လာဈေးမှာတရရိပ်တက်လာပြီးကိုဗစ်ကပ်ရောဂါဖြစ်ပြီးတဲ့နောက်နိုင်ငံရေးအပြောင်းလဲဖြစ်တာကြောင့်စီးပွားရေးလုပ်ငန်းတွေထိခိုက်ခဲ့ပြီးကမ္ဘောဇာဘဏ်ချင်းငွေကိုယူခဲ့ရတာကြောင့်အတိုးနောက်ကျမှုတွေဖြစ်ပေါ်ခဲ့ကာစ조사ပြီးဆက်ခဲ့ရတယ်လို့တသက်ခိုင်ကပြောပါရယ်။ဒါအပြင်အမတ်လောင်းဝင်ပြိုင်ချိန်မှာရွေးကောက်ပွဲကော်မရှင်ကခေါ်ယူသိဆုံးပြီးသိန်းပေါင်း9000ကိုရပ်ပိုင်းအတွင်းကမ္ဘောဇာဘဏ်ကိုပေးသွင်းခဲ့တာကြောင့်အမတ်လောင်းဖြစ်ဝင်ပြိုင်ခွင့်ပေးဖို့ကိုရွေးကောက်ပွဲကော်မရှင်နဲ့မင်းအောင်လိုင်စီကိုအတနာခံစားတင်ထားပြီးစောင့်ဆိုင်နေတယ်လို့တသက်ခိုင်ကပြောပါရယ်။ လက်ရှိမှာအမလောင်းဖြစ်စည်ရင်နဲ့နမဲစင်းပါပြီးမှဖြုတ်ခံရတာကတိုင်ကြားမှုကြောင့်ဖြစ်နိုင်ပြီးကမ္ဘောစပန်မှာကြန့်ရှိနေတဲ့အကျွေးတွေကို၈နှစ်တန်တီ၁၀နှစ်တန်တီဖြစ်စေဆက်သွားမယ်လို့တသက်ခိုင်ကဆက်ပြောပါရယ်။ဒါအပြင်စီးပွားရေးတွေမကောင်းတော့လုပ်ငန်းတွေမနိုင်ပတ်နိုင်တာတွေရှိတဲ့အခါမှာစီးပွားရေးသမားတိုင်းအကျွေးမကင်းနိုင်တာကြောင့်အမလောင်းဖြစ်ဝင်ပြိုင်ကျဉ်လုံးလို့အတနာခန့်စားကိုတုတ်ပြန်လာမှာကိုလည်းစောင့်ဆိုင်နေတယ်လို့တသက်ခိုင်ကပြောဆိုသွားပါရယ်။ဒါအပြင်အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာတသက်ခိုင်က 2008နာဂစ်ချေဦးနဲ့ယူနီဖောင်းပြောင်းပြီးတက်လာတဲ့ကြံ့ဖို့သိန်းစင်အစိုးရကိုစီးပွားရေးနားလည်ပြီးနိုင်ငံတကာဆက်ဆံရေးကောင်းလို့စီးပွားရေးတအားတိုးတက်တယ်လို့ချီးကျူးပြောဆိုခဲ့တယ်လို့ NLD တက်လာရင်ပို့ပြီးစီးပွားရေးကောင်းမယ်ထင်လို့လုပ်ပေမဲ့အခုတော့အကျွေးတင်ပြီးအမတ်တောင်လုတ်ခွင့်မရှိတော့တာ NLD ကြောင်းဆိုပြီးပြစ်တင်ပြောဆိုသွားပါတယ်။ အခုတော့တသက်ခံရဲ့ပြည်သူ့ရှေ့ဆောင်ပါတီပြီးသုံးလုံးကလာမယ့်စစ်တပ်ကပြည်လုံးမဲ့ရွေးကောက်ပွဲမှာရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမတ်နှစ်ကနေဝင်ရောက်ရှင်ပိုင်ဖို့ရှောက်လာတင်သွင်းခဲ့ပြီးသူ့ရဲ့မဲဆန္ဒနဲ့မှာဗဟန်၊ကမာရုတ်၊အလုံး၊စံချောင်း၊ကြီးမင်းနိုင်၊လှိုင်း၊မယံကုန်၊မြောက်ကလာပါမြို့နယ်တို့ပါဝင်ကတသက်ခံရဲ့ပါတီကတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ရှင်ပိုင်တာပါတဒက်ခိုင်က2015ခုနှစ်မှာ NLD ပါတီရဲ့တကုံမျိုးနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရရှိခဲ့ပြီး 2019ခုနှစ်မှာ NLD ပါတီကနေနှုတ်ထွက်ခဲ့သူဖြစ်ပါတယ်။ဒါအပြင်2019ခုနှစ်မှာ ပြည်သူ့ရှေ့ဆောင်ပါတီကိုထူထောင်ခဲ့က2020ရွေးကောက်ပွဲမှာတသက်ခံရဲ့ပြည်သူ့ရှေ့ဆောင်ပါတီကအမတ်နေရာတစ်ခုမှတော့အနိုင်မရရှိပဲခွက်ခွက်လန်အောင်ရှုံးနေခဲ့ပါတယ်။တသက်ခိုင်က2021အာနာသိမ့်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီမှလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝင်ကြီးဖြစ်လာခဲ့ပြီး2023ဩဂတ်3ရက်နေ့မှာတော့ဟိုတယ်နဲ့ခီးသွွာလာရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးအဖြစ်ပြောင်းလဲခန့်အပ်ခံရကာ 2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာတော့ဝင်ကြီးရာဒူတာဝန်တွေကနေအနာပေးခံခဲ့ရပါတယ်ရှင်။မန္တလေးတိုင်းဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ပြူစောတိကောင်းဆောင်အောင်ခန့်မှာအချင်းချင်းပြန်လဲပစ်ခတ်လုံခြံခံရတာကြောင့်တေဆုံးသွားခဲ့ပေမဲ့လက်တဲတရားခံကိုမဖော်ထုတ်နိုင်တာကြောင့်တပ်ဖြတ်သူတွေကိုဖမ်းဆီးနိုင်တာမရှိသေးဘူးလို့ပသိမ်ကြီးမြို့နယ်မှာရှိတဲ့ပြည်သူ့စစ်အတိုင်းဝိုင်းစီစီကနေသိရပါဗျာ။ ပြီးခဲ့တဲ့အော်တိုဗလာ29ရက်နေ့မှာအသက်35နှစ်ရွယ်ပြူစောတိကောင်းဆောင်အောင်ခန်းကပြင်ပကိုသွာလာရင်းနဲ့ပျောက်ဆုံးသွားခဲ့ရာကနေအလောင်းသာပြန်လည်ရရှိခဲ့ပြီးအလောင်းမှာလည်းနှိပ်စက်တမ်းရာအပြည့်နဲ့ပြန်လည်တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်အဲ့ဒီလောက်ကြံမှုမှာမန္တလေးမြို့ပေါ်မှာရှိတဲ့အခြားမြို့နယ်တွေကပြည်သူစစ်ခေါ်ပြူစောထီးတွေရဲ့လက်ချက်မှန်သိရှိပေမဲ့လည်းတပ်တွေမရှိတာနဲ့လက်သေးတရခံကိုဖော်ထုတ်နိုင်တာမရှိတာကြောင့်တပ်ဖြတ်သွားသူတွေကိုဖမ်းဆီးနိုင်တာမရှိသေးဘူးလို့သိရပါဗျ ဒါအပြင်ပြူစောတိကောင်းဆောင်အောင်ခန်းကပသိမ်ကြီးမြို့နယ်ကိုကြော်ပြီးတော့ပေါ်တာဆွဲတာဆက်ကြီးကောက်တာအခြားမြို့နယ်ထဲမှာလည်းလူဝင်အားနဲ့အကျွေးမိုက်ကြီးခွဲတောင်းတာတွေလုပ်တာတွေရှိတော့အခြားမြို့နယ်ကပြူစောတိတွေကမကြည်ကြဘူးလို့ပသိမ်ကြီးမြို့နယ်မှာဒေသတင်ရင်းမြစ်ကပြောပါရယ်ပသိမ်ကြီးမြို့နယ်မှာပြူစောတိကောင်းဆောင်အောင်ခန်းဦးဆောင်တဲ့ပြူစောတိအဖွဲ့ကအလွန်ဆိုးသွမ်းပြီးလူငယ်တွေကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးတာငွေညစ်တာဆက်ကြီးကောက်တာပြည်သူလူထုအပေါ်အနိုင်ကျင့်နှိပ်စက်တာတွေကိုလှုံ့ဆော်ပါရယ် ပြီးခဲ့တဲ့အော်တိုဗလာ16ရက်နေ့ကလည်းပသိမ်ကြီးမြို့နယ်အတွင်းအမျိုးသမီးတဦးကိုကားနဲ့တိုက်ပြီးထွက်ပြေးခဲ့တာကနေအမျိုးသမီးမှာကားအောက်မှာညက်ပါသွားခဲ့ပေမဲ့ပသိမ်ကြီးမြို့နယ်ပြူစောတီအဖွဲ့ကတာဝန်ယူပြီးဆေးရုံမပို့ဘဲအမျိုးသမီးငယ်ကိုလမ်းဘေးမှာစွန့်ပစ်ခဲ့လို့သိရပါဗျ။မန္တလေးမြို့ပေါ်မှာမြို့နယ်အသီးသီးကပြူစောတီအဖွဲ့တွေမတဲကြဘဲကိုယ့်ရဲ့မြို့နယ်အတွင်းကိုအခြားမြို့နယ်တွေကပြူစောတီတွေဝင်ရောက်လာရင်လိုက်လံစစ်ဆေးတာ တားဆီးတာနည်းမြေမကျော်ဖို့တတိပေးတာတွေနဲ့အပြန်ဆိုင်အင်အားပြန်ဆိုင်မှုတွေနဲ့အုပ်စုဖွဲ့မှုတွေဖြစ်ပေါ်နေရလို့သိရပါတယ်ရှင်တဖက်ကမန္တလေးတိုင်းဘက်မှာတော့မန္တလေးတိုင်းပြည်ဦးလွင်ကပြည်စောတိကောင်းဆောင်နေစဉ်လက်ကိုပသိမ်ကြီးမြို့နယ်မှာဘိန်းဖြူတွေပြည်စလုံးတလက်တလက်နဲ့အတူဖမ်းဆီးရရှိခဲ့လို့သိရပါဗျ။ဘိန်းဖြူနယ်လက်နက်တွေဖမ်းဆီးရရှိတဲ့နေစဉ်လက်မှာစစ်တပ်လက်အောက်ခံပြည်စောတိခေါ်ပြည်သူစစ်ကောင်းဆောင်ဖြစ်ပြီးပြည်ဦးလွင်မြို့နယ်ပဒေတာမြို့တဲ့ရက်ွက်ကြီးရှိကဖြစ်ပါဗျ။ ပြီးခဲ့တဲ့အော်တိုဗလတ်22ရက်နေ့ညနေ9:20မိနစ်ချိန်မှာမွေးရဆေးဝါးတားဆီးနေတဲ့ရဲတပ်ဖွဲ့ကပသိမ်ကြီးမြို့နယ်ကြောက်ချောကြီးရွာနီးမှာပြူစော်ဒီကောင်းဆောင်နေစဉ်လက်မောင်းနှင်လာတဲ့ Mitsubishi Outlander အမျိုးအစားမော်တော်ယာဉ်ကိုရပ်တန့်စစ်ဆေးရှာဖွေခဲ့ချိန်မှာတော့ရှင်ဘော်ကနေကာလာပေါက်ဈေးတန်ဖိုးငွေကျပ်1485သိန်းရှိတဲ့ဘိန်းပြူအလေးချိန်9.6ကီလိုပစ္စည်းတို့တစ်နက်တစ်လက်20တောင်း G8 နှစ်ခုလက်ပစ်ဘုံနှလုံးနဲ့လက်ကင်ဖုန်းတစ်လုံးတို့ကိုတွေ့ရှိသိမ်းဆည်းရရှိခဲ့လို့သိရပါဗျာ ။ဒါအပြင်ကွင်းဆက်ဖော်ထုတ်ချက်အရအော်တိုဗလာ22ရက်နေ့ည10နာရီခွဲမှာဘိမ်းမြူတွေတည်ဆောင်ရောင်းဝယ်တဲ့အခါမှာပူပေါင်းပါဝင်သူရဲကြော့ခေါ်ကူရဲကိုချမ်းရင်သာဆန်မြူနေစမိုးရက်ကွက်မှာတိုတာခရောင်းမျိုးစားမော်တော်ယာဉ်တစ်စီးလက်ကင်ဖုန်းနှလုံးတို့နဲ့အတူထပ်မံဖမ်းဆီးရမိခဲ့တာကြောင့်ပြူစောဒီကောင်းဆောင်အသက်48နှစ်အရွယ်နေဇင်လန်နဲ့အသက်32နှစ်အရွယ်ရဲကျော်ခေါ်ကိုရဲတို့ကိုအုံချောနယ်မြေရဲစခန်းမှာမူရစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်ရှင်။ မန္တလေးတိုင်းဘက်ကိုစက်ကြည့်အောင်ပါမန္တလေးတိုင်းနထိုးကြီးမြို့နယ်မိုးကံရွာမှာရှိတဲ့အကြံဖက်စစ်တပ်အထိုင်စခန်းနဲ့စစ်ကားတစီးကိုတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်က6ရောက်သေဆုံးခဲ့တယ်လို့မြင်းကြံခရိုင်အမတ်တပ်ရင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့အော်တိုဗလာ28ရက်နေ့နဲ့29ရက်နေ့တို့မှာနထိုးကြီးမြို့နယ်မိုးကံရွာမှာရှိတဲ့အကြံဖက်စစ်တပ်အထိုင်စခန်းနဲ့အင်အားပြည့်ဖို့လာတဲ့စစ်ကားတစီးတို့ကိုတော်လန်ရေးတပ်ဖွဲ့တွေက၂ရက်ဆက်တိုက်ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်အကြံဖက်စစ်တပ်ဘက်က စစ်သား6ဦးသေဆုံးကစစ်ကားတစ်စီးထိခိုက်ပျက်စီးခဲ့လို့သိရပါတယ်တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာတော့တော်လန်ရင်ရဲဘော်တွေကအထိကမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပေမဲ့တိုက်ခိုက်မှုအတွင်းမှာစစ်ခွေးတွေဘက်ကလည်း UAV drone ကင်းထောက်ပြီးခြားတာကြောင့်တော်လန်ရင်တပ်ဖွဲ့တွေဘက်ကကာဒစီလည်းထိခိုက်ပျက်စီးသွားတယ်လို့မြင်းကြံခရိုင်အမတ်တတရင်ရဲ့တာဝန်ရှိသူတဦးကပြောပါရတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမတ်တတရင်မြင်းကြံခရိုင်အမတ်ရှိတရင်နထိုးကြီးမြို့နယ်ပကဖာရေစကြိုတပေါင်းစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ရလို့သိရပါရတယ်။ ဒါအပြင်မနေ့ကနိုဝင်ဘာလ၁ရက်နေ့မနက်၈:၂၄မိနစ်မှာမကွေးတိုင်းမြိုင်မြို့နယ်တောင်ပိုင်းတရက်ကန်ပြူစောတီရွာမှာနွားစရိတ်ဖို့ထွက်လာတဲ့ပြူစောတီတဦးကိုတော်လန်ရေးတပ်ဖွဲ့တွေက rifle နဲ့ပစ်ခတ်ခဲ့တာကြောင့်သေဆုံးသွားတယ်လို့ပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PSC တာဝန်ခံကိုမိုးကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားပြီးတိမ့်တန်ဆိုတဲ့ပြူစော်တီတူရင်ဘတ်ကြီးထိမှန်ကပွဲချင်းပြီးသိမ်းဆုံးခဲ့ပြီးဒေါ်လာရင်းရဲဘော်တွေကတော့အထီးကိမရှိဘဲပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ ဒီတက်ခဲမှုကိုပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု PSC မြိုင်ဘက်ကဖတ်တရင်တက်ခွဲတတက်ခွဲလေးစက်ကြတောင်းမှန်တက်ဖွဲအညာမေတပ်ပေါင်းစုဝင်းပလေးပြောက်ကြားတက်ဖွဲတောင်းညင်နောက်တက်ဖွဲနဲ့ TYK ပြောက်ကြားတက်ဖွဲတို့ရဲ့စီလုံးညီညွတ်မှုနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါပါရှင်။ စကိုင်းတိုင်းဘက်ကသတင်းကိုကြည်အောင်ပါစကိုင်းတိုင်းဝက်လက်မြို့နယ်ရွာသားကြီးရွာမှာစစ်အင်အားဖြည့်သိမ်းမှုလာတဲ့ MY70 ရဟရင်တစည်းကြည်ထိမှန်ကမိကိုထွက်သွားတာကြောင့်တပ်မ33ကိုမောင်းပြေးသွားတယ်လို့ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်မနေ့ကနိုဝင်ဘာလ1ရက်နေ့မနက်8:58မိနစ်ခန့်မှာဝက်လက်မြို့နယ်ရွာသားကြီးကြီးရွာစစ်တပ်အထိုင်စခန်းကို စကိုင်းတမ33ကနေတက်လာတဲ့ MI70 ရဟန်းရင်နဲ့စီးကလူဝင်အားနဲ့လက်နက်အင်အားတွေလာချတဲ့ပြင်မုံရွာနာမခါကနေတက်လာတဲ့ဂျိုင်းယိုကော်ပတာတစီးကလည်းလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့သိရပါဗျာ။အဲ့ဒီ MI70 ရဟန်းရင်နဲ့စီးကမနေ့ကမနက်9:24မိနစ်ခန့်မှာစကိုင်းတမ33ကိုထပ်မံပြန်တက်လာတယ်လို့သတင်းရရှိတာကြောင့်ကိုတောင်ကြပါကဖာလှုပ်ရှားပူပေါင်းမဟာမိတ်အဖွဲ့ကတိုက်ခိုက်ဖို့အတွက်ကင်းဘုတ်ဝစ်ကအသင်းဆောင်ဆိုင်ခဲ့လို့သိရပါဗျာ။ အဲ့ဒီနောက်နာမခါကနေတက်လာတဲ့ဂျန်ဟယ်ကော်ပတာတစ်စီးအားထပ်မံပြန်တက်လာပြီးရွာသားကြီးကျွော်အနီမှာဝေဟေကနေအကာအကွယ်ပေးကပြန်တန်းနေချိန်မနက်9:40မိနစ်ခန့်မှာတော့တမ33ကနေထပ်မံအင်အားဖြည့်တင်းမှုအတွက် MI70 လက်ဟဲရင်နှစီရောက်ရှိလာချိန်မှာတိုက်ပွဲဖြစ်ပွားခဲ့လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြံဖက်စစ်တပ်ဘက်ကထိခိုက်ဒဏ်ရာရရှိသူများပြပြီးအပြင်းထန်ဒဏ်ရာရရှိသူတွေကို MI70 ရဟဲရင်နဲ့ပြန်လည်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ တိုက်ပွဲအတွင်းအကြဖတ်စစ်တပ်ရဲ့ MI-70 ရဟန်းယာဉ်တစီးအောင်ဂျန်နရေတာအရန်အင်ဂျင်ကိုထိမှန်ပြီးမီးခိုးတလိမ်လိမ်နဲ့အင်အားချနိုင်တာမရှိဘဲတမ33ကိုပြန်လည်မောင်းပြေးသွားတယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲမှာပူပေါင်းပကဖားလှူရှားအဖွဲ့ကကြင်အား300အောင်ကျော်အုံပြူတိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲမှာအကြံဖက်စစ်တပ်ဘက်ကထိခိုက်မှုရှိပေမဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်မှုအတွက်စစ်ရေးသတင်းအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရံကနေကာကွယ်နိုင်ဖို့ကိုလည်းလေကြောင်းရံကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ TNL ကသတိပေးထုတ်ပြန်ထားပါတယ်တန်း DNL ကတင်ပိုက်ထားတဲ့နေမီတွေကိုအော်တိုဗလာအတွင်းမှာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်တန်ငါတော်တွေအပါအဝင်ပြည်သူ49ယောက်သေဆုံးပြီး82ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ DNL ကသတင်းထုတ်ပြန်ထားပါတယ်။ အော်တိုဗလာအတွင်းမှာစစ်တပ်ကလေကြောင်းတွေ၊ဒရုန်းတွေနဲ့ပုံကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့်တန်ငါတော်နှပါ၊ခလေး၁၀ယောက်၊အမျိုးသား၁၆ယောက်နဲ့အမျိုးသမီး၂၁ယောက်သေဆုံးသွားခဲ့ပြီးတန်ငါတော်၆ပါး၊ခလေး၂၆ယောက်၊အမျိုးသားအယောက်၂၀၊အမျိုးသမီး၁၉ယောက်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကောင်းနေအိမ်၁၈၅အိမ်၊စာတင်ကျောင်း၅ကျောင်း ဖုန်ကြီးကျောင်း9ကျောင်း၊ကျောင်းဆောင်9ဆောင်၊အစာအုပ်6ခု၊မွေးမြူရေးခြံ2ချမ်း၊စိုင်ကန်9ကန်း၊လက်ဖက်ဆက်ယုံ1ယုံ၊စိုင်ကယ်4စီးနဲ့ကားဆယ်စီးကိုပုံစံထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNL ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့အတွက်စည်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရံကနေကာကွယ်နိုင်ဖို့ကိုလည်းလေကြောင်းရံကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ TNL ကသတိပေးချက်ထုတ်ပြန်ထားပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့အကြံဖတ်စစ်တပ်ရဲ့လက်ကင်တုံးနဲ့စစ်တပ် lobby တွေဖြစ်ကြတဲ့အကြံဖတ်ဟန်ကြီးဦးသစင်ဦးစစ်သွေးကကဟန်အပါဝင်စစ် lobby တွေက Telegram platform ကနေသစင်ခေတ္တ media ရဲ့စာဖတ်ပရိသတ်တွေကိုဖမ်းဆီးခိုင်းနေတာကြောင့်တတိပြုဖို့လိုအပ်နေပါတယ်မနေ့ကနိုဝင်ဘာလ၁ရက်နေ့တရက်ထဲမှာပဲအကြံဖက်စစ်လော်ဘီတွေကခေတ်သစ်မီဒီယာရဲ့စာဖတ်ပရိသတ်၃ဦးထပ်မင်းကိုဖမ်းဆီးဖို့အတွက်စစ်တပ်စီကိုနှိုးဆော်နေတာကိုလည်းတွေ့ရပါဗျ။ ဒါကြောင့်ခေတ်သစ်မီဒီယာရဲ့စာဖတ်ပရိသတ်တွေအနေနဲ့မိမိတို့ရဲ့ Facebook account profile တွေကိုမဖြစ်မနေလော့ချပြီးမှ like comment နဲ့ share လုပ်ကြဖို့နဲ့ profile log မချတတ်ပါကခေတ်သစ်မီဒီယာရဲ့သတင်းတွေကိုဖတ်ရှုရုံသာဖတ်ရှုပြီး like comment နဲ့ share ပြင်ဘလို့ action ကိုမှမလုပ်ဆောင်ကြဖို့ကိုလည်းအမြတ်ရက်ခံအပ်ပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ရင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ share ပါ